စမ်းကြောင်းမြို့နယ်ရဲစခန်းရှိမှာညဉ့်ကျန်းစွာဆဲဆိုခဲ့တဲ့ခင်မောင်မြင့်မှုကိုလာမယ့်ရုံးချိန်မှာနှစ်ဖက်ရှိနေတွေကပိသက်ရှောက်လဲချက်ပေးဖို့ရှိတယ်လို့အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှိနေတူကပြောပါရယ်ခင်မောင်မြင့်ကိုနိုဝင်ဘာလ18ရက်နေ့မှာ စမ်းချောင်းမြို့နယ်တရားရုံးမှာယုံထုတ်ခဲ့ပြီးအဲ့ဒီယုံထုတ်မှာတော့တရားခံပြတတ်တဲ့တအူးကိုစစ်ဆေးခဲ့ပါတယ်။ခင်မောင်မြင့်ဟာစမ်းချောင်းစခင်းရှိမှာဆဲဆိုတာတွေကိုတိလားဆိုပြီးဓာတ်ပုံတွေပြခဲ့ပြီးနောက်ခင်မောင်မြင့်ဟာစိတ်ဝေဒနာတဲ့ဟုတ်မဟုတ်ကိုလည်းမေးခဲ့တယ်လို့တရားခံပြတတ်တဲ့အဖြစ်လာရောက်အစ်စ်ခံခဲ့သူတန်လျင်ဒါကရက်ွက်မှာနေထိုင်သူဒေါ်မြင့်မြင့်စန်းကပြောပါတယ်။ ခင်မောင်မြင့်အမှုကိုတရက်လိုအဖြစ်စမ်းချောင်းမြို့နယ်ရဲစခန်းကဒူရဲအုပ်တန်းထိုက်ကတိုင်တန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီအမှုမှာတရက်လိုပြသက်တဲ့17ဦးကိုစစ်ဆေးခဲ့ပြီးတရက်ခံပြသက်တဲ့အဖြစ်9ဦးတင်သွင်းထားပေမဲ့9ဦးသာစစ်ဆေးထားပြီးကျန်တဲ့သူတွေကိုတော့စစ်မစစ်တော့ဘူးလို့သိရပါတယ်။လာမယ့်ရုံချင်းကိုတော့ဒီဇင်ဘာလ1ရက်နေ့မှာချင်းဆိုထားပြီးအဲ့ဒီရုံချင်းမှာတော့နှစ်ဖက်ရှိနေတွေကရှောက်လဲချက်ပေးရမှာဖြစ်ပါတယ်။ မောင်မြတ်ဟာဇူလိုင်လ23ရက်နေ့ကစမ်းကြောင်းမြို့နယ်ရဲစခန်းရှိမှာဆဲဆိုပြီးဘာသာရေးအမှတ်တံဆိပ်တစ်ခုကိုစော်ကားခဲ့တာကြောင့်ပုံမှန်294ပုံမှန်295ပုံမှန်295ကာကြီးပုံမှန်353တို့နဲ့အမှုဖွင့်အရေးယူခံထားရတာဖြစ်ပါတယ်